ားလုံးပဲမင်္ဂလာပါဒီနေ့ဂျော်လာ12ရက်နေ့မှာတော့သတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကိုနေပြီးတော့ကျွန်တော်ပြန်ပြီးတော့ဝေမျှခြင်းတယ်အဲ့ဒါကသတင်းမီဒီယာလောကမှာတကယ့်ထိတ်ဆီးသတင်းတစ်ခုအနေနဲ့တင်ပြထားတဲ့နိုင်ငံခြားသတင်းတစ်ခုရှိတယ်အဲ့ဒါကအိန္ဒိယနိုင်ငံမှာဖြစ်ပျက်တာဖြစ်တယ်ဆိုတော့အဲ့ဒါကဘာလို့ဆိုလို့ရှိရင်တော့လေပြင်းဖြစ်ကြတာနော်အဲ့ဒီလေပြင်းကအခုအိန္ဒိယနိုင်ငံနောက်ကူချာပြည်နယ်ကနေပြီးတော့ဟိုးဖက်မှာ ဒီ breeding နိုင်ငံလန်ဒန်ကိုနေပြီးတော့ထွက်တာနော်ထွက်တဲ့ခါကျတော့အဲ့ဒီမှာပြတ်ကျပြီးတော့ခရီးတေတွေကဆိုလို့ရှိရင်အဲ့ဒီမှာတင်ဆုံမှုတော်တော်များများရှိတယ်အဲ့ဒီခရီးတေကဘလောက်ပါလဲဆိုလို့ရှိရင်240နဲ့2ယောက်ပါတယ်နော်အခုလောလောဆယ် along တွေးရှိတာကတော့200နဲ့4ဦးပါတယ်အဲ့ဒီမှာလေပြန်ဝန်ထမ်းက10ယောက်ပါတယ်ဆိုတဲ့ဟာကိုတင်မီဒီယာတွေမှာတွေ့ရတယ်ဆိုတော့အခုလောလောဆယ် along ကတော့200နဲ့4ဦးတွေးရှိပြီးပြပြီးတော့နော်အဲ့လိုမျိုးထိုးကြသွားတာနော်အဲ့ဒီမှာ တော်တော်ကိုတည်ဆုံးမှုရဆိုလို့ရှိရင်တယောက်မှနော်လွတ်မှာမဟုတ်ဘူးဆိုတဲ့ဟာကိုတော့ခံမှန်းထားတယ်ဘာဖြစ်ဆိုတော့လျင်ပြင်းလာဆိုလို့ရှိရင်ပေါက်ပွဲတယ်နော်တော်တော်ကိုမင်းရှင်ကတက်တဲ့ခါကျတော့အဲ့ဒီလျင်ပြင်းပြက်ချတဲ့ဗီဒီယိုဖိုင်လေးကျွန်တော်တို့တွေ့လိမ့်မယ်နော်အဲ့ဒါလူမှုကွန်ရက်ပေါ်မှာသတင်းမီဒီယာတွေမှာတော်တော်ကိုဖော်ပြထားတဲ့နော်ဗီဒီယိုအပိုင်းစာလေးတစ်ခုဖြစ်တယ်ဆိုတော့တော်တော်ကိုလူတည်ဆုံးမှုကတော့104ဦးအလောင်းတွေ့ရှိပြီး ပါသွားတာကတော့240နဲ့2ယောက်ပါရှိတယ်ဝန်ထမ်းက10ယောက်နော်အဲ့ဒီတင်းကတော့တကယ့်လူမှုကွန်ရက်ပေါ်မှာတင်းမီဒီယာမှာလူတိုင်းကပေါ်ပြထားတဲ့အကြောင်းအရာတစ်ခုဖြစ်လိမ့်မယ်နောက်တစ်ခုကရခိုင်ပြည်နယ်ကြောက်ဖြူမှာဆိုလို့ရှိရင်တက်ကွတဲ့ကြီးကြီးဖြစ်နေတယ်နော်အဲ့ဒီမှာဘလောက်အခြေအနေဆိုးသွားပြီလဲဆိုလို့ရှိရင်တော့ဒီကြောက်ဖြူလို့ပြောတဲ့အခါမှာကြောက်ဖြူတစ်ခုတည်းဒီစက္ကစကိုတိုက်နေတာမဟုတ်ဘူးနော်အေအေကကျွန်တော်တို့ဒီလေချောင်းရဲ့ရေချောင်းရဲ့ကြီးချောင်းရဲ့စသည်ဖြင့်ဒီ၃ခုနဲ့နော် တက်တင်းတင်းထထကုခန္ဓာဖြစ်တယ်။ဆိုတော့စစ်တွေကနေပြီးတော့ရေချောင်းကနေပြီးတော့ဒီစစ်ကူတွေတော်တော်ပို့နေတယ်။ပို့နေတဲ့ဂျားကနေပြီးတော့အေအေကဖြစ်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 နဲ့ကတ်လာတယ်။ကတ်လာတဲ့အခါကျတော့အဲ့ဒီမှာတရုတ်ရဲ့လုပ်ငန်းမှာဥစီဥဆောင်တဲ့ဒီတရုတ်နိုင်ငံသားတွေရှိတယ်နော်။သူတို့တရုတ်နိုင်ငံသားတွေကလည်းအဲ့ဒီမှာမနေရဲတော့ဘူး။ပြီးလို့ရှိရင်တော့ညပတိရေတက်နော်ဌာနချုပ်ရှိတယ်နော်။အဲ့ဒီမှာအဲ့ဒီဌာနချုပ်မှာရှိတဲ့မိသားစုဝင်တွေလည်းအဲ့ဒီမှာမနေရဲတော့ဘူး။မနေရဲတဲ့အခါကျတော့အခုတရုတ်လူမျိုးရဲ့ခုနကညပတိမှာရှိတဲ့ ဒီမီတာစုတွေเนาะမီတာစုတွေရဲ့ရန်ကုန်ကိုရွှေ့ပြုံးနေကြတယ်เนาะအဲ့ဒီမှာမနေရဲတော့နေလို့ရှိရင်တော့အဲ့ဒီမှာအတေပြောက်တော်တော်ရှိမယ်เนาะတချို့ပထမတိတုညနှစ်ခွန် ပထမပိုင်းဒုတိယပိုင်းကမှကျွန်တော်တို့တွေ့ရလိမ့်မယ်เนาะအဲ့ဒီမှာမိသားစုဝင်တွေအများကြီးပါတယ်နောက်ပိုင်းမှာကျတော့တိတ်အခြေအနေမကောင်းတော့ဘူးဆိုလို့ရှိရင်သူတို့ကမိသားစုဝင်တွေကိုအရင်ဆုံးကယ်ထုတ်တယ်เนาะအဲ့ဒီမှာအလားဖက်ကဆိုတော့ဆက်ကဆက်ကအဲ့လိုမျိုးလုပ်တာကိုကျွန်တော်တို့တွေ့ရတယ်အခုကတော့အဲ့ဒီမှာတညဝတိရေတက်မှရှိတဲ့မိသားစုဝင်တွေကိုလုံးရွှေပြောင်းနေပြီဒီလိုရှိရင်တရုတ်เนาะတရုတ်လုပ်ငန်းရှင်တွေเนาะအဲ့ဒီမှာပညာရှင်တွေဦးစီးဦးဆောင်တဲ့လူတွေအဲ့ဒီမှာမနေရေးတော့အကုန်လုံးဖက်ပြစ်ကုန်တယ်ဆိုတော့အဲ့ဒီမှာ A ကတိုက်ရတာကဒီဆက်ကဆက်ရဲ့တက်သားတွေနဲ့တိုက်ရတာတခုလည်းမဟုတ်ဘူးเนาะတရုတ်နိုင်ငံသားတွေပါတယ်တရုတ်လက်နက်ကင်တွေအဲ့ဒီမှာရှိ ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလက်နက်ကင်တွေကိုမအလားကတရားဝင်ခွင့်ပြုထားတာဖြစ်တယ်။ဆိုတော့အရင်တတင်းတော့လည်းကျွန်တော်တို့ကြားရမှာဖြစ်တယ်။အဲ့ဒီမှာဒုံးကိုဦးစီးဦးဆောင်တဲ့အယောက်ပေါင်း20ကျော်ပါတယ်။ပြီးလို့ရှိရင်တော့နောက်ပိုင်းတတင်းတစ်ခုမှာကလူပေါင်း50ကျော်ထပ်ပြီးတော့ပါဝင်လာတယ်။အဲ့ဒါကိုနေပြီးတော့ဒီဖက်ကတိုက်တဲ့အခါကျတော့အဲ့ဒီမှာဒီရုပ်နိုင်ငံသားဒီစုံမှုတယောက်ရှိတယ်ဆိုတဲ့ဟာကိုတွေးရမယ်။ အဲ့ဒါကကျွန်တော်တို့ဒီရှီချင်းပင်နဲ့မဟာလာကို direct စင်ခေါ်ပြီးတော့ဒီ AA ကတိုက်ရတဲ့တိုက်ပွဲတစ်ခုဖြစ်တယ်နော်အဲ့ဒီမြန်မာနိုင်ငံသားဒီမဟာလာစကားဆတ်တပ်သားတွေတခုတည်းမဟုတ်ဘူးနော်ဒီရုပ်ကိုပါစင်ခေါ်လိုက်ရတဲ့စင်ခေါ်မှုတွေဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့တုံ့တက်တဲ့လူတွေကတော့ဘလို့တုံ့တက်လဲဆိုလို့ရှိရင်အဲ့ဒီကြောက်ဖြူမှာတကိတကယ်ဝင်သိမ့်တဲ့အခါကျတော့အဲ့ဒီမှာတရုတ်စစ်သားတွေရှိတယ်နော်တရုတ်စစ်သားတွေအတုံးယုံသေးတယ်ဆိုလို့ရှိရင်နော်ရှီချင်းပင်ကတော့တော်တော်ဒေါသတွေထွက်ပြီးတော့နော်အဲ့ဒီမှာ တော်တော်စိတ်ဆိုးမဲ့ပုံအခြေအနေကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကဒီမှာတိုက်ပွဲတွေမှာဖြစ်တဲ့ခါကျတော့စစ်တပ်ပိုင်းကခဏခဏဖန်ခါရတယ်နော်ဖန်ခါရတယ်ဖန်ခါရတဲ့ခါကျတော့အဲ့ဒီမှာတရုတ်စစ်သားတွေပါလို့ရှိရင်နော်တရုတ်နိုင်ငံကအေအေကိုဘယ်လိုဖိအားပေးမလဲဆိုလို့ရှိရင်အဲ့ဒီလူငယ်အဲ့ဒီလူတွေကိုစစ်သားတွေကိုအကုန်လုံးချက်ချင်းလှုပ်ဖို့နော်ဖိအားတွေအသုံးပြင်းပြဖြစ်မယ်ဆိုတဲ့ဟာကိုနိုင်ငံရဲ့သုံးသက်တဲ့လူကလည်းကျွန်တော်တို့ခမထားတာကိုတွေ့ရတယ်ဆိုတော့တကယ်တကယ်ကလည်းဒီလိုပဲเนาะသူတို့နိုင်ငံသားအဲ့ဒီစစ်သားတွေလည်းအဲ့ဒီထက်မှပါဝင်လိုက်သေးတယ်เนาะအဲ့ဒီဖက်ကဖမ်းပြီးတော့သေးတယ်เนาะလေမအလာ နော်စိတ်ဆိုးတာထက်ကျွန်တော်တို့ရှိချင်းတင်ကအကုံစိတ်ဆိုးပြီးတော့နော်ကျွန်တော်တို့လုံမင်းလောက်ရလုံမယ်ဆိုတဲ့ပုံစံမျိုးကိုလည်းကျွန်တော်တို့တွေ့ရနိုင်မယ်အဲ့လိုမျိုးလုံလို့ရှိရင်တော့ကျွန်တော်တို့တော်လည်းကြီးကပို့ပို့ချလာနိုင်တယ်အဲ့ဒါကြောင့်အဲ့ဒီကြောက်ဖြူကိုတိုက်တာဆိုလို့ရှိရင်တော်တော်ကိုခက်ခဲတယ်တော်တော်ကိုနီပရိရဲ့တွေအမျိုးမျိုးသုံးပြီးတော့အေကတိုက်ယူရတယ်ဘာဖြစ်ဖြစ်အဲ့ဒီဟာကမသိမ်းလို့လည်းမရဘူးနော်သိမ်းမှသာလေနိုင်ငံရဲ့အပြောင်းအလဲကတစ်မျိုးပြောင်းလဲသွားမယ်အဲ့ဒီကြောက်ဖြူကိုတိုက်ခတ်ပြီဆိုလို့ရှိရင်တရုတ်ရဲ့ နော်ချင်းခွင်ရှာဆိုလို့ရှိရင်ဒီဖက်မှာစောင်းတော့မယ် AA ဖက်မှာနော်မအလားဖက်မှာလုံးဝမရတော့ဘူးအခုဘင်္ဂလားဒေ့ရှ်တို့ပါလို့ဆိုရင်တော့ကျွန်တော်တို့ AA ကိုစကားပြောလာပြီပြီးလို့ရှိရင်တော့ကုလသမဂ္ဂနော်ရိုဟင်ဂျာအရေးမှာပြန်စဉ်းစားလို့ရှိရင်မအလားဖက်ကိုထည့်လို့မရတော့ဘူးနော်အဲ့ဒီ AA ကိုပဲစဉ်းစားရတော့တယ်ကုလသမဂ္ဂတော်မှစဉ်းစားနေပြီဆိုတော့ဒီရုပ်ကလည်းအဲ့ဒီကြောက်ဖြစ်ကိုတိတ်လို့ရပြီဆိုလို့ရှိရင်တရုတ်ကလည်းစဉ်းစားရတော့မယ်နော် AA ကိုဆွနေဖို့ AA ကိုဦးစားပေးဖို့မအလာကိုဘေးကိုထားဖို့အဲ့ဒီနိုင်ငံရဲ့အပြောင်းလဲဟာဆိုလို့ရှိရင်အကြီးကြီးပဲဆိုတော့အဲ့ခါကျတော့အဲ့ဒီဟာကိုတတိရှိရှိနဲ့ ဒီအေကဒီကြောက်ဖြူကိုတိုက်နေရတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့နိုင်ငံရဲ့တုံးတက်တဲ့လူတွေကတော့အလိုမျိုးတုံးတက်တာကိုတွေးလိုက်ရနိုင်မယ်။နောက်တစ်ခုကပကောတိုင်းရန်ကုန်မန္တလေးအဲ့ဒီလိုက်မှတ်မှဆိုလို့ရှိရင်တော့ဇေယဝတီနော်ဇေယဝတီမြို့ ဘူတာယုံရဲ့ပြီးလို့ရှိရင်တော့တခြားဆက်ရဲ့စားခဲ့ရဲ့အဲ့ဒါကိုနေပြီးတော့တော်လရင်ဖွေတွေကနေပြီးတော့ဝင်မတိုက်တယ်အဲ့ဒါကရန်ကုန်မန္တလေးလမ်းဟောင်းလမ်းဟောင်းပိုင်းမှာเนาะအဲ့လိုမျိုးတိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာစက္ကစအရောက်ပေါင်း၄ယောက်ကမာလခီယာဖြစ်သွားတယ်ပြီးလို့ရှိရင်တော့အဲ့ဒီမှာစစ်ကားနော်စစ်ကားနဲ့စီကိုလေဒိန်းစေးရမိတယ်ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမယ်နောက်ခုက KNU ရဲ့တမဟာခုနဲ့နော်တမဟာခုနဲ့မှာဘူဌာနချုပ်ရုံးရှိတဲ့အဲ့ဒီအနည်းနာမှာစက္ကစဆိုလို့ရှိရင်ဒီအသေးခံဘုံလို့ခေါ်တဲ့ကမေကာစီ၃ เนาะอะไรမျိုးคนลงเนี่ยตัวโตก็ไต่เลยเนาะ KNE โตไต่เลยงา9ซีมางาลงมาปอกกวยเลยだใบแม้ที่ไข่เตซ้มไม่ရှိဘူးအခုတစ်ချိန်နဲ့ဆိုလို့ရှိရင်တော့တောင်းချင်မြောက်ဖြစ်တယ်ဆိုတဲ့ဟာကိုလည်းဒီနေ့တတိမီဒီယာမှာတွေ့ရတယ်ကာမေကာစီအလုံးပေါင်း9လုံးနဲ့ပြစ်တယ်9ซีปอกกวยတယ်ဒါပေမဲ့ထိခိုက်သေးဆုံးမှုတွေမရှိဘူးဆိုတဲ့ဟာကိုတော့တွေ့ရလိမ့်မယ်။နောက်တစ်ခုကထိုင်းနိုင်ငံเนาะထိုင်းနိုင်ငံမှာဆိုလို့ရှိရင်တော့ဒီ COVID เนาะ COVID-19 ုဆက်မှုဟာဆိုလို့ရှိရင်၄သိန်းရှိလာပြီเนาะ၄သိန်းရှိလာပြီအဲ့ဒီမှာတေဆုံမှုကဘယ်လောက်ရှိလဲဆိုလို့ရှိရင်တော့အရ30ထိတောင်မှတေဆုံမှုရှိလာတယ်ဆိုတော့မြန်မာနိုင်ငံနဲ့တော့နည်းနည်းလေးပဲဖြစ်တယ်မြန်မာနိုင်ငံမှာလည်းကျွန်တော်တို့ကိုဗစ်ကူးနေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရမယ်ဆိုတော့ထိုင်းနိုင်ငံမှာတော့အကြီးအကျယ်ဖြစ်နေတယ်ဆိုတဲ့အခါကျတော့အဲ့ဒီမှာသွားလာလုပ်တဲ့လူတွေထိုင်းနိုင်ငံနဲ့သွားလာအများအပြားတော့ထိုင်းနိုင်ငံနဲ့မကင်းကြဘူးเนาะအဲ့ဒီမှာကုန်စည်စည်းဆိုင်မှုလာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖက်မှာထိုင်းနိုင်ငံဘက်ကသွင်းလာတွေ့ရတယ်เนาะဘုံခုံတွေကတမျိုးเนาะအပေါ်လမ်းကတမျိုးစသဖြင့်เนาะလူတွေကအမျိုးမျိုး ကိုတန်တော့လာရရှိတဲ့ခါကျတော့ COVID-19 ဟာဆိုလို့ရှိရင်ဒီထိုင်းနိုင်ငံမှာ၄သိန်းထိတောင်မှရှိနေပြီအဲ့ဒီမှာတည်ဆုံမှုကလည်း130ထိရှိတယ်ဆိုတဲ့ဟာကိုတော့เนาะကျွန်တော်တို့တတိထားစီလို့တဲ့အနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒါကတတိထားမဲ့အရာတွေဖြစ်တယ်အရင်တော့ COVID-19 ဖြစ်တော့ကလူဟာဆိုလို့ရှိရင်ဂျိုဆက်တောင်မှမလောက်တဲ့အထိတောင်မှကျွန်တော်တို့ဖြစ်ခဲ့တယ် နော်အဲ့ဒါကြောင့်အဲ့ဒါကိုတတိယပြီးတော့ကျွန်တော်တို့ချုပ်တင်ပြင်ဆင်ထားဖို့ကျွန်တော်တို့အရေးကြီးတယ်ဆိုတဲ့ဟာကိုတော့တွေ့ရလိမ့်မယ်နောက်တစ်ခုက TNL ထင်းချုပ်ထားတဲ့နေမျိုးတွေမှာအဲ့ဒီမှာ TNL စီမံနေပြီးတော့ဒီစစ်သားအစ်စ်တွေနော်ပေါ့နော်လူအစ်စ်တွေအဲ့ဒီမှာသင်တန်းတက်ကြတယ်သင်တန်းတက်တာဘယ်လောက်ထိနော်ပတ်စံဘယ်လောက်ထိပြီးသွားပြီလဲဆိုလို့ရှိရင်တော့69ခုနှစ်အထိတောင်မှပြီးသွားပြီအခုသင်တန်းဆင်းပွဲမှာဆိုလို့ရှိရင်နော်အယောက်ပေါင်း 659ယောက်ကယောက်ျားလေးတွေဖြစ်ပြီးတော့မိန်းကလေးတွေက165ယောက်ကမိန်းကလေးတွေစုစုပေါင်းက822ယောက်ဒီနိုင်ဆင်းတဲ့ဆိုတဲ့ဟာကိုဒီနေ့ထုတ်ပြန်တာကိုတွေ့ရမယ်ဆိုတော့ ဒါကိုကြည့်ချင်းအပြင်တိုင်းသာလန်နိုင်ငံတွေစီမှာလည်းဒီအပတ်စဉ်သင်တန်းတွေကတော့ရှိနေတယ်เนาะသူတို့ဥပဒေနဲ့ဒီစစ်သားတွေကိုကောက်တာရှိသလိုဥတွေကကိုစိတ်ဆန္ဒနဲ့ဝင်တာရှိတယ်เนาะဝင်တာရှိတယ်ကိုနေကိုဟန်နဲ့သွားကြတယ်ကိုနေကိုဟန်နဲ့ခေါ်ကြတယ်เนาะ TMA ထင်းချုပ်ထားတဲ့နေမျိုးတွေအများကြီးရှိတယ်အသေးက7မျိုးနော်အရင်တော့ကအထုပြသားကနေပြီးတော့တခါအခုတဲ့သူညနေခုံရဲ့ပထမလိုင်းဒုတိယလိုင်းမှာဆိုလို့ရှိရင်ဆက်နှမျိုးတင်ထားတာရှိတယ်။အဲ့ဒီနေရာတွေမှာနော်လူအင်အားကနော်အများကြီးလိုအပ်တယ်။လိုအပ်တဲ့ခါကျတော့ဒီစစ်သားတွေကိုနော်ခေါ်တဲ့ခါကျတော့တရားဝင်နော်ဥပဒေနဲ့ ခေါ်တာရှိတယ်လို့ခုနပြောသလိုတအိမ်မှာတယောက်မဟုတ်တိတိုင်အောင်တယောက်မှာဘလောက်တအုပ်စုမှာဘလောက်သူနေသူဟန်နဲ့ကောက်တာတွေအများကြီးရှိတယ်ပြီလို့ရှိရင်တော့ဒီဘက်ကတော်လိုင်းရဲ့ဘက်မှာအာဟာတန်တဲ့ခါကျတော့တော့ကိုယ်စိတ်သဘောထားတဲ့လူငယ်တွေကဒီမအလားဒီစေမထဥ်တွေကိုမချိုက်ပြီးတော့ဒီဘက်မှာထွက်လာတဲ့လူတွေအများကြီးရှိတယ်။တော့အဲ့ဒီလူတွေကိုတော့သင်တန်းပေးရတယ်နော်သင်တန်းပေးအဲ့ဒါတော့မှအခု KNLA ကထုတ်ပြန်တဲ့ဟာပဲရှိတယ်เนาะအများကြီးရှိသေးတယ် KNA ရှိတယ် KNU ရှိတယ်အများကြီးအများကြီးဒေါ်လန်တက်ဖွဲ့တွေเนาะရေထွက်လို့မကုန်နိုင်အောင်ကျွန်တော်တို့ရှိတယ် blue ပြောင်းသိရှိတယ်เนาะအဲ့ဒီနေရာတွေမှာเนาะနေရာအသီးသီးမှာเนาะစေမုံထံဥပဒေနဲ့ကျွန်တော်တို့အမျိုးမျိုးအဖုံဖုံပေါ့သူတို့စစ်တမ်းတွေပေးကြတယ်ဆိုတော့အခု KNLA ကတော့တရားဝင်ထုတ်ပြန်ထားတာကိုတွေးရတယ်เนาะ822ယောက်ဒီဒေါ်လန် တခြားမှာဆိုလို့ရှိရင် TNL ကထုတ်ပြန်ထားတဲ့အရာတစ်ခုပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ချင်းပြင်းနဲ့ချင်းပြင်းနဲ့တွန်းစင်မှာဆိုလို့ရှိရင်တော့မွာကွေးကျေးရွာအနီးမှာရှိတဲ့ဒီ zoomi ဒေါ်လာရေး တက်တွေနေတဲ့စခန်းကုန်နေပြီးတော့ဒီချင်းကာကွယ်တက်ကနေပြီးတော့ချင်းကာကွယ်တက်တွန်းစင်ကနေပြီးတော့သွားပြီးတော့တိမ့်တယ်တိမ့်တဲ့ခါကျတော့အဲ့ဒီမှာဆေးရတဲ့မှာမှုတွေတော်တော်ဖြစ်နေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ဒီအတင်းကတော့ကျွန်တော်တို့အချင်းချင်းချကြတာเนาะအချင်းချင်းချကြတာဟိုဘက်ကမှန်တယ်ဒီဘက်ကမှန်တယ်ဒါကတော့ငါနေမြေဒါကတော့သူ့နေမြေစသဖြင့်ချင်းတော်လည်းရင်တွေကလည်းအများကြီးရှိတယ်အရင်တော့ဒေါ်လည်းမရှိခင်တော့ကတော့ CNF တော့ဘာလို့အဲ့လိုမျိုးနေနေဘာပဲရှိတာပေါ့เนาะအခုကတော့ ပုပ္ပကတော့အများကြီးပါပဲเนาะနာမည်မကြီးဘူးအရင်တော့တော့ပျောက်နေတာပေါ့ခုနကဒေါ်လာရဲ့တက်ဖွဲ့တယ်လေပျောက်နေတယ်အခုကတော့ဖြစ်ဖြစ်ဖြစ်အရင်ကပျောက်သွားတဲ့ဟာကိုအခုကတော့ဒေါ်လာရဲ့အချိန်နဲ့တော်တော်ကိုလက်နက်ကင်တွေကများလာတယ်เนาะအဒီချင်းပြင်းနေမှာလဲဆိုတော့သူတို့ချင်းချင်းကလည်းချနေကြတာပဲเนาะမအားလာကမချပဲနဲ့သူတို့ချင်းချင်းချကြတယ်အဲ့လိုမျိုးပုံစံမျိုးပေါ့အခုဒီတတင်းရကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခုကဖက်ကန်မျိုးနေเนาะအဒီမော်စီစာချေအောင်လာဆိုလို့ချင်းတော့ ီကြောက်စင်းလုတ်ွက်တွေအတွင်းမှာမာလာဆိုလို့ရှိရင်ဝင်လာတယ်เนาะအဲ့ဒီမှာစစ်ကြောင်း၃ကြောင်းနဲ့အင်အား600နဲ့နေပြီးတော့ဝင်လာတယ်အဲ့ဒီမှာ KNA ကနေပြီးတော့ဒီဖက်ကကြားဖြတ်ပြီးတော့သူတို့တိုက်တယ်တိုက်တယ်တိုက်တယ်အကျွင်းအချံလေပေါ့เนาะဘလောက်ကျွန်းချင်းလည်းတော့မသိဘူးအကျွင်းချင်းအဲ့ဒီဟာတွေကနေပြီးတော့ဖက်ကရောက်လာတယ်ဖက်ကရောက်လာတဲ့ခါကျတော့အဲ့ဒီမှာစစ်လုတ်ွက်တွေမှာဒီစိုက်ရန်တွေကတော်တော်မီးရှို့မှုတွေလုတ်တယ်ဆိုတဲ့ခါကျတော့အဲ့ဒီထက်မှဝင်သွားပြီเนาะခုကတော့ဖက်ကန်ထက်မှဝင်သွားပြီအဲ့လိုမျိုးဝင်တဲ့ခါကျတော့အဲ့ဒီထက်မှဝင်တဲ့လူတွေကိုဖြစ်ဖြစ်နဲ့เนาะအမိချွေချွေတာเนาะ ချွေချွေတာအဲ့ဒီမှာဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့ဆက်ကဆာအရောက်ပေါင်းဘလော့တည်သွားလဲဆိုလို့ရှိရင်20တည်သွားတယ်20တည်လိုက်30တည်လိုက်အဲ့လိုမျိုးဟိုမှာဖက်ကန်ထင်မှာတော့ရောက်သွားပြီအဲ့ဒီလိုတွေကပြန်ထွက်လို့မရတော့ဘူးเนาะထွက်တယ်လည်းတကက်အသက်တွေရင်းလို့သူတို့ထွက်ရမယ်ဆိုတဲ့ခါကျတော့အခုဝင်တော့ဝင်သွားပြီဝင်သွားတဲ့လူက ဲ့ဒီမှာဒီဖျားနေပြီးတော့ချောင်းတင်သွားပြီးတော့တိုက်လိုက်တယ်အယောက်ပေါက်20 30သေးတယ်50 50သေးတယ်တရားသေးတယ်စသည်စသည်ဖြင့်တော့သူတို့ပြန်ဆွလို့မရတော့ဘူးเนาะပြန်ဆွလို့မရတော့ဘူးအကမျိုးထစ်ကတော့ရောက်သွားပြီဆိုတော့ဒီဖျားအပြင်ကတော့ဝိုင်းထားတယ်အခြေအနေအခွင့်သာလို့ရှိရင်တော့တော့ပြတ်တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာအသေးပြောက်တယ်အများကြီးရှိတယ်ဆိုတော့ဒီနေ့ကတော့เนาะအဲ့ဒီမှာကြောက်စိမ်းလုတ်ွက်အတွင်းမှာဝင်လာတဲ့ဒီစကားစကားကိုနေပြီးတော့ဒီဖျားဝင်ကြိတ်လိုက်တာเนาะဝင်သမလိုက်တာအယောက်ပေါက်20ကျော်ဒေဆုံးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီဘလဲမှာ လေပြန်ဒီစီပြတ်ချသွားတယ်အဲ့ဒါကတိုက်လေပြန်နော်တိုက်လေပြန်ပြတ်ချတယ်လို့ပြောတာနဲ့ဟိုဘက်ကတော်လိုင်းအောင်ဖွင့်တယ်ကတော့ PL ဖွင့်တယ်ကတော့ငါတို့ပြစ်တယ်လို့ပြောတယ်နော်ဆိုတော့မနေ့ကကျွန်တော်ဗီဒီယိုထပ်တင်တယ်တို့ဒီလေပြန်မပြတ်ချခင်ပေါ့တို့လေပြန်လာလို့အကြီးအကျယ်တို့ရှောင်တိန်လိုက်ပြီးမှတို့ကလေပြန်ပြန်ပြတ်ချတဲ့ခါကျတော့တကယ်ဝန်တာအားရနဲ့ 哦ရတယ်တော်တော်ကိုကျန်းတဲ့ခါကျတော့အဲ့ဒီ video file ကိုကျွန်တော်တင်တယ်တင်တော့ future ကနေပြီးတော့လက်မခံပြန်ဘူးเนาะလက်မခံတော့ကျွန်တော်ပြန်ပြီးတော့ဖြုတ်ချလိုက်တယ်ဖြုတ်ချလိုက်တယ်ဆိုတော့လူတွေကဘယ်လိုတင်လဲတော့မသိဘူးကျွန်တော်တင်ချစ်တော့မရဘူးအဲ့ဒီ video ကိုเนาะဆိုတော့အဲ့ဒီ layer မြန်မျိုးစားကအရင်က key hole layer ပြန်เนาะ F7 တော့ခေါ်တယ်အရင်တော့ကအဲ့ဒီ layer ပြန်မျိုးစားကဒီထိုင်းနိုင်ငံကတကယ်တမ်းလေချောင်းရယ်နဲ့ကျူးကျော်တာတို့ဘာလို့ရှိလို့ရှိရင် layer ပြန်နဲ့ layer ပြန်ချင်းချင်းဟိုးမှာအပေါ်မှာเนาะအဲ့လိုမျိုးတိုက်ရတဲ့ layer ပြန်မျိုးစားဖြစ်တယ်ဆိုတော့အဲ့ဒီဟာကတော်တော်ကို key hole က လျင်အမျိုးအစားဖြစ်တဲ့ပြက်ကျဒါလည်းဖြစ်နိုင်တယ်ဘလဲအဲ့ဒီ PDF တွေကနေပြီးတော့ပြစ်ချတာလည်းဖြစ်နိုင်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့သုံးသပ်ထားတာကိုတွေ့ရမယ်ပြန်ပြန်ရတန်ဖိုးကနော် American Dollar နှစ်တန်းတန်ဖိုးရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ဒီ dollar ရဲ့ဒီအတွဲမှာပေါ့အခုအနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ဒီ dollar ကလာမှာမအလာရဲ့တိုက်လေပြင်၅စီပြစ်ချခံရတယ်။၃စီကတော့ကျွန်တော်တို့ဒီ KIA ရဲ့ပြစ်ချမှုကိုခံရပြီးတော့ နောက်နှစ်စီးကြတော့အခုနောက်ကဒီ blade မှာတစ်စီးဖြစ်မယ် granny တို့ဘာလို့မှကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့ပြန်ပြန်ပြက်ကျမှုတွေအရဆိုလို့ရှိရင်တော်တော်ကိုများတယ်အဲ့လိုမျိုးဖြစ်တိုင်းဖြစ်တိုင်းမှာဒီဖက်ကပြစ်တာပဲဖြစ်ဖြစ်နော်ဆက်ချွုံယုံတော့ပြစ်တာပဲဖြစ်ဖြစ်မအလာကပြောနေကြတော့ဆက်ချွုံယုံပြီးတော့ပြက်ကျတာတခါမှနော်ဒီဖက်ဒေါ်လာရဲ့ဖက်ကပြစ်ချတာမဟုတ်ဘူးဆိုတဲ့ဟာကတော့နော် design မမတ်ငင်းတဲ့စကားတလုံးဖြစ်တယ်နော်အချာချာက တတိယပိုင်းပြန်ချရေးလို့ပြောပေမဲ့เนาะတတိယတစ်ခါမှမမှန်ဘူးเนาะအမားကိုပဲဒီချိန်လုံးထုတ်ပြန်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့အဲ့ဒီလေးပြန်ကတော့ကျွန်တော်တို့ပြန်ချပြီဒစီကတော့တက်တာတော့တာပေါ့เนาะဆိုတော့အဲ့ဒီလေးပြန်ကတော့တကယ်တိုက်ခိုက်ရမှာသုံးနေမှာမဟုတ်ဘဲနဲ့လေးရင်ပြန်အချင်းချင်းလေးပေါ်မှာเนาะတိုက်ခိုက်တဲ့လေးရင်ပြန်အပေါ်စားမျိုးဖြစ်တယ်ဆိုတဲ့ဟာကိုဒီနေ့တတင်းတွေမှာထုတ်ပြန်ထားတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ဂျွန်လာ၁၂ရက်နေ့မှာတတိယနေ့နေ့မှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပြန်ကျွန်တော်ဒီ